အားလုံးပဲမင်္ဂလာပါမော်လမြိုင်သား channel မှာကြိုဆိုပါရစေဒီနေ့ကျွန်တော်ဖတ်ပြမယ့်စာအုပ်လေးကဆရာစင်ညီရဲ့ trap ဆိုတဲ့စာအုပ်ထဲကအကျိုးမြတ်အများဆုံးရောင်းဝယ်ဆိုတဲ့စာပိုင်းလေးပဲဖြစ်ပါတယ်ကိုလိုရောင်းဝယ်လှုပ်လာသည်များထဲမှာအချိန်တူတူလေးနဲ့အကျိုးမြတ်အများဆုံးအရောင်းဝယ်တစ်ခု ရှိခဲ့ဦးတယ်ကျွန်တော်ကကိုလိုဝယ်ရောင်းလုပ်တဲ့အကျိုးပြီးတော့ အခန်းတစ်ခန်းရောက်ရင်အ ਨੇ ဆုံးယာကနန်းမြတ်တာမှန်ပေမဲ့ဒီအခန်းကြတော့အာနာနာနဲ့မဝဲခြင်းပဲဝဲဖြစ်တဲ့အခန်းပင်ပဲတော်တော်အကျိုးမြတ်ရလိုက်တယ်ပြောရမယ်ဒီခန်းရဲ့ပိုင်ရှင်ကကိစ္စတစ်ခုအတွက်မွေးတော်တော်လိုနေလို့ဒီခန်းကိုရောင်းနေတာတော်တော်ကြပြီအကျိုးဆောင်မျိုးစုံကိုအပ်တယ်အိမ်ချမ်းမြေဂရုတွေတဲလဲရှဲတယ် နီးစက်ရာအသီးတွေစီသွားရောက်တော့လေဘသူမှမဝယ်ခြင်းကြသလိုဝယ်မဲ့သူကြပြန်တော့လေတိန်6000လောက်ပေါက်တဲ့အခန်းကိုတိန်3000နဲ့နှိမ်ပြီးဝယ်မယ်ပြောတယ်ကုန်ပစ္စည်းအယောင်းဝယ်မှာတတိထားဖို့တခုက အရန်လိုက်မရောက်မိဘူးကလည်းအရေးကြီးပါတယ်လူတွေကငွေလိုနေတယ်အလင်းလိုနေတယ်မှန်းသိရင်ပူလို့တောင်ဈေးစစ်တာဈေးနှင်းတာ တဘာဝပါပဲဒါကြောင့် line ဘော်ကကြော်ညာ post တွေမှာအမြန်ရောက်မယ်ဆိုတဲ့စကားရက်နဲ့ကြော်ညာနေရင်နှိမ်ခံရပြီဒါမှတ်ပြီတော့ပဲဒါကြောင့်လေကျွန်တော်ရောင်းတဲ့ကြော်ညာတိုင်းမှာအမြန်ရောက်မယ်ဆိုတဲ့စကားရက်ကိုဘယ်တော့မှထည့်မသုံးဖြစ်ဘူးရောင်းမထွက်လဲရတယ်ကိုပဲနေရင်နေလိုက်မယ်ဒါမှမဟုတ်လေငါးစားမယ်ဆိုတဲ့မဆေကို အမြဲတမ်းထည့်ရေးဖြစ်တယ် ဝယ်နိုင်ရင်ဝယ်မဝယ်နိုင်ရင်နေဆိုတဲ့သဘောတော့တက်ရောက်ပင်မဲ့ဘသူမှတော့လဲမတန်တဆဈေးတော့လာမစစ်ကြဘူးပေါ့ကျွန်တော်ရောင်းဝယ်လို့ရင်ဘယ်တော့မှကုပစ္စည်းကောင်းကောင်းတစ်ခုတည်းကိုမပြောမိအောင်တတိထားပါရယ်ဘယ်ရာမဆိုကောင်းတဲ့ချက်ရှိတယ်လို့မကောင်းတဲ့ချက်လည်းရှိတတ်တာပါပဲကို့အခန်းကကျဲတယ်ဒါပင်မဲ့လေကားထစ်လေးတွေကကျင်းနေတယ်မတ်နေတယ်ဆိုရင် အားသာတဲ့အခန်းကျယ်ဝမှုကိုပြောဖို့လိုသလိုအားနည်းချက်ဖြစ်တဲ့လေကားမတ်တာကိုလည်းပြောပြဖို့လိုပါတယ်။အလုံမှာရိုးသားမှုရှိပါဆိုတာဒါကိုပြောတာပါ။အခန်းတစ်ခန်းရောင်းတော့ငါဆိုရင်အဲ့ဒီအတိုင်းပဲကို့အခန်းကကျယ်ပင်မဲ့လေကားမတ်တလို့လေကားအထစ်လေးတွေကတကယ်ချင်းနေတာ ကို့ရောင်ပိုးစ်တွေကို တွေ့ပြီး လူတွေဖုံးဆက်လာကြတဲ့ကသူတို့မေးတာတွေဖြေပြီးတိုင်း ဒီခန်းမှာနေမဲ့သူတဲမှာအသက်ကြီးရွယ်ဦးပါလာပြန်မေးဖြစ်တယ်။ဘာလို့လဲဆိုတော့ကိုအခန်းကလူငယ်တွေလူလက်တွေအတွက်အဆင်ပြေပေမဲ့တက်ကြီးရွယ်ဦးနေဖို့လုံးဝအဆင်မပြေဘူး။ဒါကိုသူတို့အချိန်ပေးပြီးလာမကြည့်ခင်ကိုဘက်ကကြိုပြီးပြောပြထားဖို့လိုအပ်တယ်။ကြိုမပြောထားရင်သူတို့လည်းလာကြည့်မဲ့အချိန်ကုန်တယ်လို့ကိုလည်းဖြတ်ပေးရမယ်အချိန်တွေ ဂုံတက်လို့ပါတကယ်လဲအဲ့ဒီအခန်းကိုဝယ်သွားတာကတကြီးရွယ်အိုမပါတဲ့လူငယ်လင်မယားပါပဲလူငယ်အတွက်ပဲအစဉ်ပြေမဲ့အိမ်ကိုတကြီးရွယ်အိုတွေကိုလိုက်ရောက်နေရင်အချိန်ဂုံတက်ပါတယ်ကိုရောင်းမဲ့ပစ္စည်းရဲ့အားသာချက်အားနည်းချက်ကို ကိုယ်တိုင်သိထားဖို့လိုတယ်ဆိုတာကိုပြောကျင်တာပါဒါကြောင့်အယောင်းဝယ်မှလည်းညာမပြောဖို့လိုတယ်ယူသားဖို့ လူတယ်ဆိုတာကိုဒီစာအုပ်ထဲမှာခဏခဏပြောပြတာပါဒါနဲ့ခုနကအခန်းအကြောင်းပြန်ဆက်ရရင်သူကအ мян ရောင်းမဲ့ခေါင်းစဉ်နဲ့လိုက်ရောက်နေတာဆိုတော့ဈေးနှိမ်ဝဲမဲ့သူတွေနဲ့တိုင်ပတ်နေတဲ့အချိန်ကျွန်တော်ကို သူဆက်သွယ်လာတယ်အခန်းရဲ့ပုံနဲ့ဈေးနဲ့နေရာကိုပြောတော့ကျွန်တော်တကားမှအယောင်းဝယ်မလုပ်ဘူးတဲ့မျိုးနယ်တစ်ခုမှရှိနေတော့စိတ်မဝင်စားတာနဲ့ထုံးစံတိုင်းမေးသူရှိတဲ့အခါ ဆက်သွယ်ပြီးမယ်ပြောလိုက်တာပေါ့ဒါနဲ့နောက်တစ်ပတ်လောက်နေတော့သူစာထပ်ပို့လာတယ်ကျမ်းမာရေးအတွက်ငွေလိုနေလို့ပါ ကူရောင်းပေးပါပြောတာနဲ့အားနာလာတာနဲ့မကြည့်ချင်ကြည့်ချင်နဲ့ပဲအခန်းကိုလိုက်ကြည့်မိရော အခန်းကနှခန်းတွဲကြီးဖြစ်တယ်လို့သူဈေးနဲ့သူလဲတံပါတယ်ဒီကိုရေးရှင်းမလုပ်တတ်တာရယ်တန်ရှင်းရေးလဲမလုပ်တတ်တာရယ်ကြောင့်ရုံမထွက်တာသူကလည်း ဈေးလျှော့ပေးမယ်ပြောပေမဲ့ကျမ်းမာရေးဖြစ်နေပြန်တော့လေဈေးကိုလည်းမစစ်ချင်ဘူးအပြင်လူဆိုရင်တော့ဈေးရအောင်စစ်မှာဖြစ်ပေမဲ့သားသမီးကျမ်းမာရေးကြောင့်တကယ်ကိုအရေးတကြီးငွေလိုနေတဲ့သူကိုじゃဈေးမစစ်ရပြန်ဘူးဝယ်လိုက်ရင်တော့သူ့ကိုကုညီရာရောက်မယ်အခန်းတန်ဖိုးကတော့3 6000ဆိုတော့ဒါကိုဝယ်လိုက်ရင်ခရင်စရာငွေမရှိတော့ဘူးရောင်းမထွက်ရင်ကိုတိုင်းလာတက်နေရမယ် အရင်နေ့ကိုဒီသေးကိုထည့်ရမှာဆိုတော့ရောင်းမထွက်မချင်းဒီအိမ်မှာပဲနေရင် နောက်ခန်းတွေဝဲလို့မရတော့ဘူးပေါ့ဒီလိုစဉ်းစားနေတော့ဆေးရုံမှာကင်စာနဲ့ဆေးရုံတက်နေတဲ့သူကလေးလေးစီကနေဗီဒီယိုကောဝင်လာပြီးတော့သူတို့မိသားစုစကားပြောနေတာကြည့်ရင်သားသမီးချင်းကိုချင်းစာမိတာနဲ့မထူးပါဘူးဝဲမဲ့ကွာ ဆုံးဖြတ်ချက်ချပြီးဆယံချဖြစ်ခဲ့လိုက်ပါတယ်သူတို့အရေးတကြီးလိုနေတာက သိန်း400ဆိုပေမဲ့ဆယံကိုသိန်းတစ်ထောင်ချတာပြီမယ်အိမ်ကိုတော့ပြန်ရောက်မှဆိုတော့လိုအပ်တဲ့ decoration လေးလုပ်ချင်လို့အိမ်တော့လေးပြီးထားပါကြံွေသိန်း5000ကိုနှစ်လအတွင်းခွဲပေးမယ်ပြောတော့သူတို့လည်းဝမ်းမန်းနဲ့သာလက်ခံကြတာပေါ့ဒါနဲ့သိန်းတစ်ထောင်ပေးပြီးကိုစိတ်ကြ decoration ပြင်နေတော့အဲ့ဒီတိုင်မှနေတဲ့လူတယောက်ကပဲ အခန်းကိုလာဆက်စုတယ်ဒီတိုက်ကလူကဒီခန်းကို အရင်ကတည်းကရောင်းနေတာကိုလည်းတိတိရက်နဲ့ဘယ်စီရောင်းမလဲလာဆက်စုတော့ပါဇက်သေးရှိတဲ့စီသိန်း၉00လို့လျှောက်ပြောဖြစ်လိုက်တာတချို့ကကိုနေတဲ့အိမ်ကိုဘယ်စီခေါ်ရမလဲမသိကြဘူးသူများဘယ်စီရောင်းမလဲလိုက်မေးပြီးဈေးလျှောက်ခေါ်ကြတာဆိုတော့အဲ့လိုလူတွေခဏခဏကြုံရတာနဲ့ပါဇက်သေးရှိတဲ့စီပြောလိုက်မိရဆရာသမားကချက်ချင်းပဲအခန်းရှာနေတဲ့သူ့မတွေကို ခေါ်ချလာပြီးတော့ပြင်လက်စအခန်းကို ပြပါလေရောဒါနဲ့သူတို့မိသားတွေအကုန်ဖြည့်ရင်နဲ့သိ8000ရရင်ဝယ်ပါမယ်ပြောပါလေရောဟာမနေ့ကမှသိ6000နဲ့ဝယ်ပြီးစေရန်သိ1000ပဲချရသေးတယ်အခုသိ8000နဲ့လာဝယ်တော့တရက်ထဲသိ2000ကငက်နေပြီရင်ထဲမှာတော့တအားရောင်းချင်နေပေမဲ့ရောင်းချင်တာကိုမျက်နှာမှာမပေါ်အောင်ထင်းရင်သိ 1500ရာမှပဲရောင်းခဲ့ကြောင်း decoration လဲအကုန်အစင်ပြောင်းလုပ်ပေးပြီး furniture တွေပါထည့်ပေးမယ်ဖြစ်ကြောင်းနောက်ဆုံးရောင်းမထွက်လဲကိုယ်တိုင်ပဲနေမယ်ဆိုတဲ့အကြောင်းပြောလိုက်တော့ချက်ချင်းပဲ3000စရံချပြီးဝယ်သွားကြပါလေရောပေးမှန်ကိုတော့နှစ်ပတ်အတွင်းချိန်မယ်လို့သဘောတူညီပြီးစာချုပ်ချုပ်လိုက်တာဆိုတော့နောက်နှစ်ပတ်နေတော့ငွေကုန်အပြည့်ရတာနဲ့အခန်းရောင်းတဲ့မိသားစုကိုတိ5000အပြည့် ခြေနိုင်ခဲ့ပြီးတော့ရက်ပိုင်းအတွင်းသိန်း2500လောက်စံချိန်တင်မြက်ခဲ့ဘူးပါတယ်။ဒါနဲ့ထုံးစံအတိုင်းအခွန်တွေပါရီဆောင်ပြီးတော့အမျက်ရဲ့ဆေးရခိုင်နှုန်းဖြစ်တဲ့သိန်း250ကိုမွေးစိမ်းမတက်နိုင်တဲ့ကိုဝန်ဆောင်125ရောက်ကိုတဦးနှစ်သိန်းလုံးနဲ့လူပေးဖြစ်ခဲ့ပါတယ်။ကျွန်တော်ကဘာသာမဲ့ပင်မဲ့တကယ်လိုအပ်နေတဲ့သူတွေကိုလူရင်း တနည်းနည်းနဲ့ပြန်ရတာကိုတကယ်ယုံပါတယ်။ဒါကြောင့်လေဘယ်ကအမျက်ငွေရရအမျက်ရဲ့ဆယ်ရာခိုင်နှုန်းကိုစင်းရဲသူတွေကို ပေးဖို့မဖြစ်မနေကိုကိုကို စီကံထုတ်ထားတာပါ။အဲ့ဒီဂျိုးကျေးဇူးတွေကြောင့်လေကျွန်တော်ဘာမှမရှိတဲ့ဘဝကနေဒီလိုအစဉ်နေတဲ့ဘဝကို ရောက်လာတယ်လို့ယုံကြည်ပါတယ်။အခုဆိုကျွန်တော်ငွေနဲ့မွေးစရိတ်ကူညီခဲ့ပြီးမွေးပေးခဲ့တာ ကလေးအရာ တထောင်ကျော်သွားပါပြီကျွန်တော်စာအုပ်တွေရောင်းရတဲ့ငွေတွေအားလုံးကိုလည်းအဲ့ဒီလိုပဲကလေးတွေပဲငွေပေးဖြစ်ခဲ့ပါတယ်ကျွန်တော်အတွက်ကွန်ဒိုရောင်းဝယ်လုပ်ငန်းက အမြတ်ကအေးအေးဆေးဆေးလုံလုံလောက်လောက်ရှိနေတာဆိုတော့စာအုပ်တွေရောင်းရတဲ့အမြတ်ဆိုတာကိုတကယ်ကို မမှတ်ခဲ့တာပါဒါကြောင့်လေ hope peace love စာအုပ်၃မျိုးလုံးရောင်းရတဲ့အမြတ်ငွေသိန်း1000ကျော်ကို ကိုဝန်ဆောင်တွေအတွက်လှူပစ်ခဲ့တယ်လို့ရန်ကုန်စေယုံကြီးကင်းစာဌာနမှာရှိတဲ့ကင်းစာဝေဒနာရှင်တွေအားလုံးရဲ့စေယုံစရိတ်ကိုလည်းဒီစာအုပ်ဖိုးတွေနဲ့ပဲဝင်ပြီးဖြည့်ရှင်းပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီ chapter လေးမှာပေးခြင်းနဲ့မစီကတော့တကယ်ခက်ခဲနေတဲ့သူကိုကူညီရင်းနဲ့အယောင်ဝယ်လုံမိရဲ့အခါလောကကြီးကလည်းကို့အပေါ်ပြန်ပြီးကောင်းပေးတတ်တယ်ဆိုတာကိုပြောပြချင်တာပါ။ ပြီးတော့တကယ်လိုအပ်နေတဲ့သူတွေကို စေတနာတန်တန်နဲ့လှူခြင်းပေးကမ်းခြင်းအပြင် သူတို့တွေရဲ့ဘဝတွေမပြောင်းလဲလာရင်တောင်ကိုဘဝတော့ပြောင်းလဲလာလိမ့်မယ်ဆိုတာကိုကိုရွေလေးတွေပြေးပြပြီးအားပေးချင်တာပါညီကိုမောင်နှမတို့